မြန်မာနေရှင်နယ်လီတုကလက်ရန်ကုန်စီးတီးအသင်းဟာနီးပြချုပ်ဦးအောင်နိုင်နဲ့နှစ်ဖက်သဘောတူစာချုပ်ဖြတ်သိမ်းလိုက်တယ်လို့သိရပါဗါတယ်။အသက်53နှစ်ရှိပြီဖြစ်တဲ့ဦးအောင်နိုင်ဟာရန်ကုန်စီးတီးအသင်းကိုပြီးခဲ့တဲ့မတ်လတုန်းကမှစတင်ကင်တွေခဲ့တာဖြစ်ပြီးအသင်းကိုအကောင်းဆုံးတိဆောက်ပေးနိုင်ခဲ့တာအပြိုတန်းပြိုင်ပွဲမှာချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့မြန်မာနေရှင်နယ်လီတုကိုတန်းတက်ခွင့်ရအောင်လှုပ်ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။နီးပြချုပ်ဦးအောင်နိုင်ဟာရန်ကုန်စီးတီးအသင်းနဲ့အတူ ဒီနေ့မြန်မာ National လီတူအမှတ်ပေးပြိုင်ပွဲမှာ6ပွဲကင်တွေခဲ့ပြီး3ပွဲနိုင်2ပွဲတည်တပွဲရှုံးရလက်ထွက်ပေါ်ထားသလိုရမှတ်7မှတ်နဲ့အမှတ်ပေးစရာအဆင့်3မှာရပ်တည်နိုင်အောင်ဆွမ်းဆောင်ပေးထားသူဖြစ်ပါတယ်မြန်မာ National လီ1ကိုတန်းတက်နိုင်ဖို့အသင်းကိုအကောင်းဆုံးတိဆောက်နေတဲ့ရန်ကုန် City အသင်းအနေနဲ့မကြခင်မှာနီးပြချုပ်တူဦးကိုအမြန်ဆုံးရှာဖွေခန့်အပ်သွားမယ်လို့သိရပြီးအသင်းနဲ့လမ်းခွဲခဲ့တဲ့ဦးအောင်နိုင်ကိုလည်းကျေးဇူးတင်ကြောင်း ရှေ့ဆက်ခီးမှာအောင်မြင်မှုများရရှိပါစေကြောင်းဆုတောင်းစကားများပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။